မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ဖတ်ပြပေးမယ့်စာအုပ်လေးကတော့ The 48 Laws of Power ကျောင်းပိုင်တယ်မှုဆိုင်ရာနေဥပဒေ၄၈ရဲ့ဒီထူးခြားတဲ့စာအုပ်ကိုဘယ်သူရေးသားခဲ့တာလဲ။ဘာရွယ်ချက်နဲ့ရေးသားခဲ့တာလဲဆိုတာကိုကျွန်တော်ပြောပြပေးပါမယ်။ဒီစာအုပ်ကိုရေးသားခဲ့သူကတော့အမေရိကန်လူမျိုးစာရေးဆရာစကယ်ပြန်နေပြန်မယ်ကင်းတဲ့တွေးခေါ်ပညာရှင်တဦးဖြစ်တဲ့ Robert Greene ပဲဖြစ်ပါလေ။ Robert Greene ဟာတမန်စီးရီးဗျူဟာနဲ့လူစိတ်ပိုင်းဆိုင်ရာအကြောင်းအရာတွေကို နက်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 နဲ့လေးလာပြီးခင်မိတဲ့အသုံးချနိုင်မဲ့လမ်းညွန်ချက်တွေဖြစ်ပုံပေါ်ရမှာအထူးကြောက်ရင်တဲ့သူတို့ဖြစ်ပါတယ်။သူဟာစာအုပ်ရေးသားသူ UFN နဲ့လက်တွဲပြီးဒီစာအုပ်ကို1998ခုနှစ်မှာပထမဆုံးအကြိမ်ထုတ်ဝေခဲ့ပါတယ်။မင်္ဂလာပါမိတ်ဆွေများခင်ဗျာ။ The 48 Laws of Power စာအုပ်ကိုနားထောင်ခြင်းအပြင်နားထောင်သူတွေအနေနဲ့ဘယ်လိုအဖို့မရနိုင်တဲ့အကျိုးကျေးဇူးတွေရရှိနိုင်မလဲဆိုတာကိုကျွန်တော်ပြောပြပေးပါမယ်။ဒီစာအုပ်ကသင်္ဘောရဲ့ကဏ္ဍတိုင်းမှာအသုံးပြုနိုင်တဲ့လက်တွေ့ကြသောသင်ခန်းစာတစ်ခုဖြစ်ပါတယ်။ ဒီတော့လည်းမမိတ်ဆွေတို့ရရှိမယ်ဒီကအကျိုးကျေးဇူးများတော့ဒီနည်းဥပဒေတွေကို နားထောင်ပြီးတဲ့အခါသင်ဟာတာမန်သူတယောက်ရဲ့အမြင်နဲ့ပုံပုံနဲ့ဆိုင်တဲ့အမြင်တစ်ခုကိုရရှိသွားပါလိမ့်မယ်။ဒါတွေကတော့နံပါတ်1လူသဘာဝကိုနားလည်နိုင်ခြင်းဒေသဥကလူတွေရဲ့မာယာမနာလိုမှုကိုကျိုးစီးပွားနဲ့အကျင့်ပြချသားမှုလိုမျိုးလူသဘာဝရဲ့အမှောင်ပဲချမ်းကိုပုံဝင်နေနေဖော်ထုတ်ပြသထားပါတယ်။ဒါအောင်နားလည်ခြင်းအပြင်သင်ဟာလူတွေကိုပုံမလက်တွေကြကြမြင်ရလာပါလိမ့်မယ်။နည်းဥပဒေ၄၈ချက်ကိုသိထားရင်တခြားသူတွေအသင့်ကိုလာရောက်ပြီးအာနာသုံးဖို့ဒါမှမဟုတ် ်လဲသွားဖို့ကြိုးစားတဲ့အခါသူတို့ရဲ့အနီးလမ်းကိုတင်ကြိုတိထားပြီးသားဖြစ်သွားပါလိမ့်မယ်။နံပါတ်1ပုံမကောင်းမွန်တဲ့သုံးပြချက်များချမှတ်နိုင်ခြင်းစွမ်းအားဖြင့်ရာစိတ်ကံစားမှုတဲ့ကြိုးကြောင်းဆင်ခြင်မှုနဲ့ပတ်သက်ပါတယ်။ဒီနည်းဥပဒေတွေကတင့်ကိုစိတ်ကံစားမှုကိုဘေးဘယ်ထားပြီးအခြေအနေတစ်ခုရဲ့အကျိုးကြောင်းနဲ့အနာဂတ်ရလဒ်တွေကိုကြိုတင်ခံမှန်းကပုံမကောင်းမွန်တဲ့မဟာဗျူဟာမြောက်သုံးပြချက်တွေချမှတ်နိုင်အောင်ကူညီပေးပါလိမ့်မယ်။အားကြောင့်ရေးသားခဲ့တာလေ။ရောဘတ်ဂရင်းရာဒီစာအုပ်ကိုရေးသားခြင်းရဲ့အဓိကရည်ရွယ်ချက်ကတော့ လူသမိုင်းတစ်ယောက်ကဆွာနဲ့ပတ်သက်တဲ့အမှန်တရားကိုပုံမှန်နေနေဖော်ထုတ်ပြသဖို့ပဲဖြစ်ပါတယ်။မေးစင်များခင်ဗျာ The 48 Laws of Power ဆွာပန်တမှုဆိုင်ရာနေဥပဒေ48ချက်ကိုအစဉ်လိုက်တခုချင်းဖော်ပြပေးပါမယ်ခင်ဗျာ။ဒီနေဥပဒေတွေဟာဆွာရယူခြင်းနဲ့ထိန်းသိမ်းခြင်းအတွက်တမိုင်းတစ်ယောက်ကနေထုတ်လုပ်ထားတဲ့နှစ်သာရတွေပဲဖြစ်ပါတယ်။ဥပဒေ1တခင်ကိုဘယ်တော့မှမကြော်လွန်ပါနဲ့။နေဥပဒေ2မိတ်ဆွေကိုအလွန်မင်းမယုံကြည်ပါနဲ့။ရန်သူကိုအတုံးချာနေတိပါပြီ။နေဥပဒေ3ကိုယ့်ရဲ့ချက်တွေကိုဖုံးကွယ်ထားပါ။ နေဥပဒေလေးစကားနည်းနည်းသာပြောပါအမြဲတမ်းလိုအပ်တဲ့စကားလောက်ပဲပြောပါနေဥပဒေကဂွန်သိက္ခာပေါ်အများကြီးမူတည်သေးပါတာကိုအတင်းအသက်လိုကာကွယ်ပါနေဥပဒေ၆ဘလုံးနည်းနဲ့မဆိုအောင်ဆိုင်မှုကိုရယူပါနေဥပဒေ9တခြားသူတွေရဲ့ကြိုးစားမှုတွေကိုတင်းအတွက်သုံးချပါနေဥပဒေ10တခြားသူတွေကိုအတင်းစီခေါ်ဆောင်လာပါလိုအပ်ပါက မြှူဆွဲပါ နေဥပဒေကိုအပြည့်အမှုနဲ့အောင်မြင်မှုအပြင်အနိုင်ရပါညှို့ခွင့်ခြင်းအပြင်မဟုတ်ပါဘူးနေဥပဒေ10 ကူးစက်တတ်တဲ့မပြောရှင်းသူတွေကိုရှောင်ပါနံပါတ်7လူတွေကိုအသင့်အပေါ်မိခိုးလောင်လို့ပါ နေဥပဒေ7တင်သားကောင်ကိုရွေးချယ်အသုံးချရင်လူသားမှုနဲ့ရရောမှုတို့ကိုအသုံးပြုပါနေဥပဒေ7အခုညီတောင်းတော့အခါပုဂ္ဂိုလ်ကြီးအကျိုးစီးပွားကိုအလေးပေးပါနေဥပဒေ14မိတ်ဆွေအောင်ဆောင်သူအဖြစ်ပြုမှုပြီးအချက်အလက်များရယူပါနေဥပဒေ15ရန်သူကိုအပြင်းအထန်ချိန်မုံပါနေဥပဒေ16အလုံးစုံအသုံးပြုခြင်းကတန်ဖိုးကိုကြာဆင်းစေသည် နေဥပဒေ၁၇ခမရခဲ့တော်အနေထားကို ထိန်းသိမ်းပါနေဥပဒေ၁၈ကိုယ့်ကိုယ်ကိုကာကွယ်ပါခတ်တတ်မဆောက်ပါနဲ့နေဥပဒေ၁၉တင်ဘသူနဲ့ဆက်ဆံနေတယ်ဆိုတာကိုသိပါနေဥပဒေ၂၀ဘယ်ဘက်ကမှမလိုက်ပါနဲ့နေဥပဒေ၂၁အခြားသူတွေထဲပုံမှန်မိုင်မဲသူအဖြစ်ဟန်ဆောင်ပါနေဥပဒေ၂၂လက်နက်ချခြင်းနေပြူဟာကိုအသုံးချပါနေဥပဒေ၂၃တင်စွမ်းအင်များကိုစူးစီးပါ နေဥပဒေ၂၄ပြီးပြည့်စုံသောနန်းတွင်သားအဖြစ်ကစားပါ နေဥပဒေ25တင့်ကိုရေကိုသေးကို ပြန်လည်ဖန်တီးပါနေဥပဒေ26တင်းတော်ကိုညှပ်အောင်မလုပ်ပါနဲ့နေဥပဒေ29လူတွေရဲ့ယုံကြည်ချက်ကိုအသုံးချပြီးကိုယ်ကိုယ်သူများဖန်တီးပါနေဥပဒေ28လွတ်ဆောင်ချက်များတွင်ရဲရင်ပါနေဥပဒေ29အဆုံးသတ်ထိအစီအစဉ်ဆွဲပါနေဥပဒေ30တင်းအောင်မြင်မှုတွေကိုလောကုတလို့ဟန်ဆောင်ပါ နေဥပဒေ30ထိရိရတရားတွေကိုထိန်းချုပ်ပါနေဥပဒေ32လူတွေရဲ့စိတ်ကူးယဉ်မှုကိုအသုံးချပါနေဥပဒေ33 လူတိုင်းရဲ့အားနည်းချက်ကိုရှာဖွေပါနေဥပဒေ34ဘယင်တစ်ပါးလိုဝယ်စင်ပါဘယင်တစ်ပါးလိုဆက်ဆံခံရပါမည်နေဥပဒေ35အချိန်ကချင်းကိုကြောင်းကျင်တော်တင်ယူပါနေဥပဒေ36လက်လူရှုထားနိုင်သည့်အရာကိုလက်လူရှုပါနေဥပဒေ39တင်းကိုပိုင်ပြပွဲများကိုဖန်တီးပါနေဥပဒေ38တင်းလိုခြင်းတို့တွေးပါတခြားသူတွေလိုပြုမှုပါနေဥပဒေ39ရေကိုလှုပ်မပစ်ပါနဲ့နေဥပဒေ40အခမဲ့နေတဲ့တာကိုမတိမမင်ပြုပါနေဥပဒေ41 ူတော်ကောင်းကိုရှောင်ပါနေဥပဒေ40နှစ်တိုးရင်းကိုရိုက်ပါတိုးတွေကကွဲသွားလိမ့်မယ်နေဥပဒေ43တခြားသူတွေရဲ့စိတ်နှလုံးနဲ့စိတ်တွေကိုသိမ့်ပိုက်ပါနေဥပဒေ44မှန်တစ်ချက်လို့ရောင်ရဟန်ချင်းဖြင့်ရန်သူကိုဖြည့်ဆည်းပါနေဥပဒေ45ကြောင်းလမှုကိုလိုအပ်တော်လဲချက်ချင်းပြည့်ပြည့်မိုးမှန်ခြင်းမပြုပါနဲ့ဒီဥပဒေ40ကြောင်းပြည့်ပြည့်စုံကိုဘယ်တော့မှမကြိုးစားပါနဲ့ဒီဥပဒေ40ခွန်ရေမြတ်ချက်ကိုရောက်ရှိလာတော့အခါရတတ်မနေပါနဲ့အောင်မောက်ကိုပုံမှုခိုင်းပါပါစေ နေဥပဒေ48ပုံစံမဲ့ကို ထိုင်းသိမ်းပါဒီနေဥပဒေ48ချက်ဟာစွမ်းအားနဲ့ပတ်သက်တဲ့လူတော်ဘာရဲ့မူမမှန်တဲ့အချက်တွေကိုပုံမှန်နေနေဖော်ထုတ်ပြသတာပဲဖြစ်ပါတယ်မိတ်ဆွေများခင်ဗျာဒီ48ချက်ကိုကျွန်တော်တစ်ချက်ချင်းပြန်နေရှင်းပြပေးပါမယ်ခင်ဗျာမိတ်ဆွေများခင်ဗျာနေဥပဒေ1ဖြစ်တဲ့တခင်ကိုဘယ်တော့မှမကျော်လွန်ပါနဲ့ဆိုတာကိုအသေးစိတ်ဆွေးနွေးရှင်းပြပေးပါမယ်ခင်ဗျာဒီနေဥပဒေဟာစွမ်းအားကိုထိန်းသိမ်းခြင်းရဲ့အခြေခံကြာသုံးအချက်ပဲဖြစ်ပါတယ်လူတော်ဘာရဲ့မိမိကိုယ်တိုင်အာဏာရှိတဲ့သူတွေဟာ တို့အောက်ကလူတွေတို့ထဲပို့ထူးကြတာပုံနံမီကြီးတာဒါမှမဟုတ်ကိုရေးပါတော့ကိုမြင်တွေ့ရတဲ့အခါမလုံးချုံစိတ်ခံစားရပါတယ်ကိုတဲ့လူကြီးတရေတို့မဟုတ်စပွန်သားရဲ့စွမ်းရည်နဲ့အရေးချင်းကိုလေးထားပါတို့ရဲ့မလုံးချုံစိတ်ကိုနှိုးဆွမိပါကတို့ကအသင်ကိုချင်းရောက်သူဖြစ်မြင်ပြီးဖယ်ရှားဖို့ကြိုးစားပါလိမ့်မယ်တင်းလို့ကိုရန်ကောင်းအောင်လုပ်ရတဲ့အခါဒါမှမဟုတ်လူအများရဲ့ချီးကျူးမှုကိုရတဲ့အခါတင်းတခင်ကမနာလိုစိတ်ဖြစ်ပေါ်လာပြီးတင်းကိုတန်ဖိုးထားမယ်စားစိတ်နှောင့်ယှက်ဖြစ်လာပါလိမ့်မယ်တင်းဟာတို့ရဲ့နေရာကိုလိုချင်နေတယ် သို့မဟုတ်သူတို့ရဲ့အာဏာကိုစိန်ခေါ်နေတယ်လို့ထင်မြင်ယူဆသွားပါလိမ့်မယ်။ဒါဟာတကယ်တော့အလေးအကြီးဆုံးပါပဲ။ဘယ်လိုလုံးဆောင်သင့်လဲ။အမှန်တန်သူတရားအနေနဲ့တင်းသခင်ရဲ့ဂုဏ်သိက္ခာကိုမြင့်နေပြီချင်းဖြင့်တင်းရဲ့ဆွမ်းအားကိုတည်ဆောက်နိုင်ပါလိမ့်မယ်။တင်းဆွမ်းရည်ကိုတတိပညာရှိ ဖုံးကွယ်ပါ။ကိုယ့်ရဲ့ရည်ချင်းကိုအပြည့်အဝထုတ်ပေါ်မပြပါနဲ့။လိုအပ်တဲ့လောက်သာပြပြီးကျန်တာကိုတို့ဝဲထားပါ။ သူတို့ရဲ့အားနည်းချက်ကိုမပြပါနဲ့တင့်တခင် အားနည်းတဲ့နေရာအမှားလုပ်တဲ့နေရာတွေကိုလူသိရှင်ကြောင့်ဝေဖန်ခြင်းဒါမှမဟုတ်ပိုကောင်းအောင်ချက်ချင်းပြင်ဆင်ပြသခြင်းမျိုးကိုရှောင်ပါအောင်မြင်သူတွေကိုသူတို့နဲ့မျှဝေပါတင့်ရဲ့အောင်မြင်မှုတိုင်းကိုတင့်တခင်ရဲ့ညွှန်ကြားချက်များကြောင့်သို့မဟုတ်ပံ့ပိုးမှုများကြောင့်ဖြစ်တယ်လို့ထုတ်ပေါ်ပြောဆိုပါလေးစားချင်းမြောက်ပါတင့်ရဲ့ကျေးဇူးတည်ရမှုကိုအမြဲတမ်းပြသပါတင့်တခင်ရဲ့တင်ဟာတင့်ရဲ့လက်အောင်ငယ်သာတစ္ဆာရှိသူဖြစ်သောယက်တီနေကြောင်းယုံကြည်စိတ်ကြပါစေတမိုင်းဝင်ဥပမာတပည့်များရှင်ဂါလီလီယိုဟာ သူရဲ့နခရဗေဒဆိုင်ရာရှာဖွေတွေ့ရှိမှုကိုမြင့်တင်ဖို့အတွက်မက်ဒီချီမိသားစုကိုစပေါ်တာအဖြစ်လိုအပ်ခဲ့ပါတယ်။သူဟာသူ့ရှာဖွေတွေ့ရှိခဲ့တဲ့ဂျူပီတာဂျူရဲ့ဂျူရန်လေးလုံးကိုမက်ဒီကန်စတားလို့နာမည်ပေးခဲ့ပါတယ်။ဂါလီလီယိုဟာအမှန်တကယ်သူဟာသိပ္ပံပညာမှာပုံမထူးကျွန်းတယ်ဆိုတာသိတော့လဲမက်ဒီချီမိသားစုရဲ့ဂုံဘုတ်ကိုမြင့်တင်ပေးခြင်းအပြင်ဒေတာကြောင့်ပြသခဲ့ပါတယ်။ဒီလိုလိုချင်းအပြင်ဂါလီလီယိုဟာမိမိကိုယ်ကိုတခင်ရဲ့မိတ်ဆွေဖြစ်စေခဲ့ပြီးသူ့ရဲ့ရှာဖွေတွေ့ရှိမှုကိုမက်ဒီချီရဲ့အကာအကွယ်အောက်မှာဆက်လက်လှုပ်ဆောင်ဝင်ရရှိခဲ့ပါတယ်။နှစ်ချက်အပြင် ။စာအုပ်ပါတဲ့လူတွေကသူတို့ရဲ့စိတ်နှောင့်ရှက်ကင်းမှုကိုအလိုရှိပါတယ်။သူတို့ရဲ့ရေးပါမှုကိုဘယ်တော့မှမလျှော့ချပါနဲ့။အဲ့ဒီအစားအသင်းကုန်တင်ခဏတက်တင်ပြီသူတို့မဟုတ်လက်တော်အဖြစ်သာတတ်မှတ်ထားခြင်းဖြင့်ဒီချိန်မှာစာအုပ်ကိုရယူနိုင်မယ်လမ်းခင်းနိုင်ပါလိမ့်မယ်။ဟုတ်ကဲ့မိတ်ဆွေများခင်ဗျာဒီနည်းဥပဒေတစ်ခုရှင်းလင်းမယ်လို့ယုံကြည်ပါတယ်။ဟုတ်ကဲ့နည်းဥပဒေတစ်အပြီးမှာနည်းဥပဒေနှစ်ကိုဆက်လက်ရှင်းပြဆွေးနွေးပါမယ်။နည်းဥပဒေနှစ်မိတ်ဆွေကိုအလုံးမဲမယုံကြည်ပါနဲ့။ရန်သူကိုအသုံးချနေသည့်ပါသည်။ဆလိုရင်းတဲ့အိဗေဟာလူနဲ့ဆွမ်းရောက်ဖို့ကြိုးစားတဲ့အခါမိစေတွေကိုအားကိုးဖို့ယုံကြည်ဖို့လိုလားကြပါတယ်။ ဒါပေမဲ့ဒီနီဥပဒေကတော့မိတ်ဆွေတွေကနေအကြီးမားဆုံးအန္တရာယ်လာနိုင်တယ်ဆိုတာခါသီးတဲ့အမှန်တရားကိုဖော်ပြထားပါတယ်။မိတ်ဆွေရဲ့အန္တရာယ်မိတ်ဆွေတွေကအသင်ကိုပုံမှန်မြန်ဆန်တာသက်ဆောင်ပေါက်တတ်ပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့ရဲ့မနာလိုစိတ်ကိုလွယ်လွယ်ကူကူနှိုးဆော်နိုင်လို့ပါ။သူတို့ကအသင်ရဲ့အားနည်းချက်တွေကိုအရင်းအနှီးဆုံးတည်ထားတဲ့အတွက်သိတာဖောက်ဖို့ပိုလွယ်ပါတယ်။ရန်သူရဲ့အားသာချက်ရန်သူတို့ရောက်ကိုခန့်ရလိုက်ပါကသူဟာအသင်ပေါ်သက်သာရှိကြောင်းတက်တည်ပြဖို့အတွက်ပုံမှန်ကြိုးစားတတ်ပါတယ်။သူတို့ရဲ့မတည်ငြိမ်တဲ့အနေအထားကိုကာကွယ်ခြင်းနဲ့စိတ်ကြောင်းသင်တို့အဖို့တန်တဲ့ပိုင်ဆိုင်မှုတွေဖြစ်လာနိုင်ပါတယ်။ ဘာကြောင့်မိတ်ဆွေကိုတရီထားတဲ့နာလဲလောကုသားမနာလိုနိုင်ရင်တင်းမိတ်ဆွေကတင့်ထဲအောင်မြင်မှုနည်းနေတော့တင်းအောင်မြင်တာကိုမနာလိုဝင်လို့နိုင်ပါလေတင်းရာထုတ်တဲ့ချင်းငွေကြေးရရှိနိုင်ခြင်းဟာသူတို့အတွက်မကျေနပ်စရာဖြစ်လာနိုင်ပါလေယူသားမှုနေပါချင်းမိတ်ဆွေတို့ရဲ့ဆက်ဆံရေးကိုထိန်းသိမ်းနိုင်ဖို့အတွက်သူတို့ကတင်းကိုယူသားတော်မဝေဖန်တော့ပဲခြူသားတဲ့စကားတွေပဲပြောလာပါလိမ့်မယ်ဒါကြောင့်တင်းရဲ့အားနည်းချက်တွေကိုတင်းကိုယ်တိုင်တော့မသိတော့ပဲမှားယွင်းတဲ့ဆုံးဖြတ်ချက်တွေချမိနိုင်ပါလေရန်သူကိုဘယ်လိုသုံးချမလဲကြောင်းလဲခဲ့ပါအကယ်၍ရန်သူတို့ကအရေးချင်းရှိပြီးတင်းတို့ရေးပါမယ်ဆိုရင် သူတို့ကိုအသင်းဘက်ကိုဆွဲဆောင်လိုက်ပါသူတို့အသင်းရဲ့ယုံကြည်အားသုံးလက်ထောက်ဖြစ်လာနိုင်ပါလေလိုအပ်ချက်ဖန်တီးပါရန်သူတို့ကိုခန့်အပ်ခြင်းအပြင်သူတို့အသင်းကိုစိတ်ကြည်နအောင်လုပ်ဖို့အမြဲတမ်းလိုအပ်ချက်တွေရှိနေပါတယ်သူတို့သစ္စာဖောက်ဖို့အခွင့်အရေးနေပြီးအမြဲတမ်းနှိုးကြနေပါလိမ့်မယ်ရန်သူဖန်တီးပါတကယ်လို့အသင်းမှာရန်သူမရှိရင်ရန်သူတို့ကိုဖန်တီးလိုက်ခြင်းကတင်းရဲ့နောက်လိုက်တွေဝန်ထမ်းတွေကမှစီးလုံးညီညွတ်မှုကိုမြင့်နေပေးနိုင်ပါတယ်မြန်မာချင်းချင်းမှုကိုရည်ဆိုင်ရတဲ့အခါအရုံးအဖွဲ့ကြီးကပုံမခိုင်မာလာတတ်ပါတယ်တမန်ဝင်ဥပမာအနေနဲ့တရုတ်နိုင်ငံဆုံမင်းသက်ကိုတည်ထောင်ခဲ့သူအဂရိတ်ဆောင်တိုင်းသူ ူဟာဒီနည်းဥပဒေကိုကြားညင်တာအသုံးပြုခဲ့ပါတယ်။သူဟာသူနဲ့ရံမဲဖြစ်ခဲ့မှုတဲ့စစ်ဗိုလ်ချုပ်ရန်အင်းကျန်းကိုအသုံးချဖို့ဆုံးဖြတ်ခဲ့ပါတယ်။ထာစုကရန်ကိုစားတော့ပွဲတစ်ခုကိုဖိတ်ကြားခဲ့ပြီးပွဲပြီးတဲ့အခါလက်ဆောင်တစ်ခုကိုပေးလိုက်ပါတယ်။ရန်ကအဲ့ဒီလက်ဆောင်ကိုဖွင့်ကြည့်လိုက်တဲ့အခါမှာသူထိုင်သူကိုပုံမှန်ဖို့ကြံစည်ခဲ့တဲ့ထောက်ထားစာရွက်စာတမ်းတွေကိုတွေ့ရှိခဲ့ရပါတယ်။ဒီလိုရကရက်ဆက်မှုမဟုတ်ပဲရရောမှုနဲ့တတိပဲမှုတစ်ခုကိုပြသခဲ့ပါတယ်။ရန်ကသူ့ကိုတတ်နိုင်ပေမဲ့မတတ်ခဲ့တဲ့ဧကရီရဲ့ဆွမ်းအားကိုအတိမတ်ပြုပြီးနောက်ပိုင်းမှာအင်မတန်တိစ္ဆာရှိတဲ့စစ်ဗိုလ်ချုပ်တစ်ခုဖြစ်လာခဲ့ပါတယ်။အနည်းချက်အားဖြင့် စာအပိုင်းသူဆိုတာစိတ်ကံစားမှုနဲ့မသက်ဆိုင်ပါဘူး။ဘသူကအတင်းရဲ့အကျိုးစီးပွားကိုအကောင်းဆုံးဆောင်ရွက်ပေးနိုင်တယ်ဆိုတာကိုပညာရှိစွာအစီရင်ဆုံးဖြတ်ရပါမယ်။မိတ်ဆွေကိုခင်မမှုအတွက်ထားပါ။ဒါပေမဲ့အလို့အတွက်တော့ရေချင်းနဲ့လိုအပ်ချက်ရှိသူတွေကိုသာရွေးချယ်ပါ။ဒီရှင်းလင်းချက်ကိုမိတ်ဆွေတို့နားလည်မယ်လို့ထင်ပါတယ်ခင်ဗျာ။မိတ်ဆွေများခင်ဗျာ။ကျွန်တော်တို့ new ဥရင်နှစ်ကိုဆွေးနွေးပြီးတဲ့နောက်မှာအင်မတန်ရေးပါပြီးထိရောက်တဲ့ new ဥရင်သုံးကိုဆက်လက်ရှင်းပြဆွေးနွေးပေးပါမယ်ခင်ဗျာ။ new ဥရင်သုံးကိုယ်ရွေးချယ်ချက်ကိုဖုံးကွယ်ထားပါ။သူတို့ရင်းတဲ့အတိတ်ပဲမှာဒီ new ဥရင်ကတော့အစွမ်းအားကိုရောက်ထင်းနေရမှာ။ ခမရခကျဲအစွမ်းကိုအသုံးပြုဖို့တိုက်တွန်းထားတာပါ။တင်ရအမြဲတမ်းပွင့်လင်းလုံးနေတင်းရဲ့လောရတွေကိုလူတွေကအကျိုးတွေမြင်လာပြီးအလိုတကူတိုင်ပြန်တိုက်ခိုက်ဖို့ဒါမှမဟုတ်တင်းပေါ်လွှမ်းမိုးဖို့ကြိုးစားပါလိမ့်မယ်။အရိကနဲ့သာလူတွေကိုတင်းရဲ့ရည်မှန်းချက်အမှန်တကယ်ဘာလဲဆိုတာကိုလုံးဝမသိပါသေးနဲ့။သူတို့ရဲ့အာရုံကိုလွှဲပြောင်းထားပါ။တင်းရဲ့လုံဆောင်ချက်တွေကဘာမှအသေးပဲမရှိသလိုတမျိုးပြီးတမျိုးပြောင်းလဲနေသလိုထင်မြင်ပါသေး။ဘာကြောင့်ဖုံးဝယ်နေတာလဲ။လုံချင်ရေးအတွက်တင်းရဲ့ရည်ရွယ်ချက်ကိုရန်သူကသိနေရင်သူတို့ကလော်လော်ကူကူထောင်ချောင်းဆင်နိုင်ပါလိမ့်မယ်။ လိုအပ်ထားခြင်းကတင်းရဲ့ပြည်ဟွာကိုလုံခြုံစေပါတယ်။အသာကျဲအနေနဲ့တင်းတော်သုံးလို့သောမအရာကဘာလဲဆိုတာသူတို့မခံမနိုင်ရင်ရုပ်ရည်အာအသင်းတွေမဲ့တိုက်ခိုက်မှုကိုတင်းကိုလုံးဆောင်နိုင်ပါလိမ့်မယ်။အာအသင်းချင်းဒီစားရည်အရေးကြီးဆုံးလက်နက်တစ်ခုဖြစ်ပါတယ်။ရုံသွင်းမှုအတွက်လူတွေကတင်းဟာတခြားအရာတစ်ခုကိုလုံးနေတယ်လို့ယုံကြည်သွားအောင်ဟန်ဆောင်ခြင်းအပြင်သူတို့ရဲ့တန်တရားစိတ်ကိုရှင်းချပြနိုင်ပါတယ်။ဘယ်လိုလုံးဆောင်တင်းလဲ။လုံးချနေ။အောင်လွဲသေးသောထောင်ကြောင့် လူတွေရဲ့အာယုံကိုလုံးဝမလိုအပ်တဲ့အသေးမွားကိစ္စတွေဒါမှမဟုတ်အရေးမပါတဲ့လှုပ်ရှားမှုတွေပေါ်ကြောက်ရအောင်တမန်ကလှုပ်ဆောင်ပါဒါမှသိရင်အဓိကရည်ရွယ်ချက်ကိုသူတို့မမြင်နိုင်တော့ပါဘူးဖြောင်းမှတ်တော့မျက်နှာဖုံးဒုစားမှုရှိတဲ့တမန်ရည်ရွယ်ချက်ရှိတဲ့လူတယောက်လိုဟန်ဆောင်ပါဘယ်သူမှမယုံနိုင်တော့အောင်ယူသားတဲ့မျက်နှာဖုံးကသိရင်လှုပ်ရွက်ချက်တွေကိုဖုံးကွယ်ရမှာအကောင်းဆုံးပါပဲရည်ရွယ်ချက်များစွာပြင်ပြတာချင်းတစ်ချိန်တည်းမှာရည်ရွယ်ချက်အမျိုးမျိုးကိုပြတာပါဒါမှလူတွေကသင်ပါလို့လုပ်လို့ဆိုတာကိုတီးကြဆုံးဖြတ်ဖို့ခက်ခဲသွားပါလိမ့်မယ်တမန်ဝင်ဥပမာအနေနဲ့ဂျာမနီကိုပေါင်းစပ်ခဲ့သူအော်တိုဘွန်ဘစ်စမာဟာ ဒီနည်းဥပဒေကိုအကောင်းဆုံးသုံးချခဲ့သူဖြစ်ပါတယ်။သူဟာဂျာမနီကိုပေါင်းစည်းခြင်းနဲ့အဓိကညီမချက်ကိုလုံးဝမထုတ်ပေါ်ခဲ့ပါဘူး။ဒေသသူဟာသူ့ကိုယ်သူငြိမ်းချမ်းရေးကိုလိုလားသူနိုင်ငံခြားရေးမူဝါဒမှာရိုးသားတဲ့ဂျာခန်လူအဖြစ်သာအမြဲတမ်းပုံဖော်ခဲ့ပါတယ်။သူ့အမှန်တကယ်ပြောရကြတဲ့လှုပ်ရှားမှုတွေဟာဥပမာစစ်ပွဲတွေဖန်တီးခြင်းကိုလှုပ်ဆောင်တဲ့အခါဘစ်စမာဟာသူ့ရဲ့ရည်ရွယ်ချက်အမှန်ကိုဖုံးကွယ်ထားခဲ့တဲ့အတွက်ပြန်မဲ့နိုင်ငံတွေဟာပြင်သစ်ဩစတြေးလျဟာသူ့ရဲ့လှုပ်ရှားမှုတွေကိုအမြဲတမ်းနောက်ကျပြီးမှသိခဲ့ကြရပါတယ်။အနည်းချက်အားဖြင့်သူဟာလှုပ်ဝဲဆန်းကျင်မှုနဲ့တိစောက်ထားတာပါ။ တင်းရဲ့ရွယ်ချက်တွေကိုလုံးဝမသိအောင်ဖုံးဝဲထားခြင်းအပြင်လည်းတင်းရဲ့တခြားသူရဲ့ဆုံးဖြတ်ချက်တွေကိုထိန်းချုပ်နိုင်စွမ်းရှိသူဖြစ်လာပါလိမ့်မယ်။တင်းရဲ့သူတို့ရဲ့အမြဲတမ်းပဟိတိတစ်ခုလိုဖြစ်နေပါသည်။ဒီနီဥပဒေ၃ရဲ့ရှင်းလင်းချက်ကိုမိတ်ဆွေတို့နားလည်မယ်လို့ထင်ပါတယ်။စာအုပ်ပိုင်ဆိုင်မှုဆိုင်ရာနီဥပဒေ၄၈ချက်ထဲမှာအရေးပါတဲ့နီဥပဒေ၄ကိုဆက်လက်ရှင်းပြဆွေးနွေးပေးပါမယ်ခင်ဗျာ။နီဥပဒေ၄စကားနည်းနည်းသာပြောပါ။အမြဲတမ်းလိုအပ်တဲ့စကားလောက်ပဲပြောပါ။စလုံးရင်းတဲ့အတိတ်ပဲ။နီဥပဒေဟာတိတ်ဆိတ်ခြင်းရဲ့ဆောင်းရမ်းနဲ့ပတ်သက်ပါတယ်။စကားလုံးတွေများလွန်းခြင်းဟာတင်းရဲ့ဆောင်းရမ်းကိုတဖြည်းဖြည်းရောကြစေတဲ့အကြီးမားဆုံးအမှားတစ်ခုပဲဖြစ်ပါတယ်။ တင်ပြောတဲ့စကားများလေးလေးပုံပုံမိုင်မဲတဲ့စကားသို့မဟုတ်လှုပ်ရချက်တစ်ခုခုကိုပြောမိနိုင်ခြင်းများလေးလေးပါပဲအဓိကနှစ်သာရကိုယ့်ရဲ့စကားလုံးတွေကိုစီစစ်ပါကိုလိုအပ်တဲ့အချက်ကိုသာထုတ်ပေါ်ပြောပါကျွန်တော်လှုပ်ရထားခြင်းအပြင်တင်ဟာပုံပုံနဲ့နေတယ်စမ်းအားရှိတယ်လို့အများကထင်မြင်လာပါလိမ့်မယ်ဘာကြောင့်စကားများခြင်းကိုရှောင်နေတာလဲလှုပ်ရချက်များပေါ်သွားခြင်းတင်စကားများတဲ့အခါတင်းရဲ့ရည်ရွယ်ချက်အစီအစဉ်ဒီဥပဒေသုံးကိုပြန်ကြည့်ပါဒါမှမဟုတ်အားနည်းချက်တွေကိုမတော်တဆဖော်ထုတ်မိနိုင်ပါတယ်။လေးစားမှုဆုံးရှုံးခြင်း တင်အမြဲတမ်းစကားပြောနေရင်တင်းရဲ့စကားလုံးတွေကတန်ဖိုးကျလာပါလိမ့်မယ်။လူတွေဟာတင်ပြောတာကိုအလေးမထားတော့ပဲပေါ့ပေါ့တန်တန်သဘောထားပါလိမ့်မယ်။မမဲမှုပေါ်လွင်ခြင်းတင်းကိုလေးစားမှုရှိကြောင်းပြသဖို့စကားတွေအများကြီးပြောခဲ့ရင်တော့စကားလုံးများလာတဲ့အခါလူတွေရဲ့တန်တရားကိုနှိုးဆော်ပြီးတင်းဟာမလုံလောက်ပဲသိတယ်လို့ထင်မြင်လာပါလိမ့်မယ်။ဘယ်လိုလုပ်ဆောင်သင့်လဲ။အများလို့ဝန်ဆန်းကြပါ။တင်းရဲ့စကားနဲ့ချင်းဟာတင်းပါဝင်ခြင်းကိုတင်းပေါ်စိတ်ဝင်စားမှုနဲ့စွန့်ပူမမှုတွေဖြစ်ပေါ်စေပါလိမ့်မယ်။လူတွေဟာတင်းရဲ့တိတ်တိတ်မှုကိုဖြည့်ဆည်းဖို့ကြိုးစားရင်သူတို့ရဲ့စိတ်ကိုထုတ်ပေါ်လာနိုင်ပါတယ်။ စကားကိုလက်နက်လိုသုံးပါသင်စကားပြောဖို့ရွေးချယ်တဲ့အခါဒီစကားကရွေးချယ်ရှိပြီးထိရောက်မှုရှိရပါလိမ့်မယ်သင်လိုချင်တဲ့အကျိုးသက်ရောက်မှုတွေကိုဖြစ်ပေါ်စေဖို့တမင်တကာသုံးလုံးရပါမယ်စကားကိုမဖြစ်ပါနဲ့တခြားသူစကားပြောနေတော့မှသင်စိတ်ရှိရှိနဲ့နားထောင်ပါသူတို့ကတိုက်သိမှုကိုမခံနိုင်ပဲသူတို့ရဲ့လှုပ်ဝဲချက်ဒါမှမဟုတ်ဘုံဘုံအရေးကြီးတဲ့အချက်လက်တွေကိုသင်ယူဖို့အတွက်ထုတ်ဖို့ပြောဆိုလာပါလိမ့်မယ်တမန်ဥပမာအနေဖြင့်ပြင်သစ်ဘရင်လူဝဲ၁၄ဟာစွာအုပ်ကိုတိုက်သိခြင်းအပြင်ထိန်းချုပ်ခဲ့သူဖြစ်နာမည်ကြီးပါတယ်သူဟာသူ့ရဲ့နန်းတော်မှာနန်းနင်းသားတွေနဲ့ အရာရှိတွေရာပေါင်းများသာဝန်းရံနေပေမယ့်အမြဲတမ်းတိတ်ဆိတ်နေတတ်ပါတယ်။အစည်းအဝေးတွေမှာဒါမှမဟုတ်မူခတွေနဲ့စကားပြောတဲ့အခါသူကတူတူတော်တော်နဲ့အတိတ်ပဲရှိတဲ့စကားလုံးအနည်းငယ်ကိုသာသုံးလုံးခဲ့ပါတယ်။ဒီလိုရကြောင်သူ့ရဲ့မူမတ်တွေဟာဘရင်ရဲ့အတွေ့အကြုံကိုမသိရပဲဘရင်ဟာဘာလို့ကျင်လဲဆိုတာခံမရဖို့အတွက်ပုံမူကြိုးစားပြီးအမြဲတမ်းအာရုံစိုက်နေခဲ့ရတာပါ။သူရဲ့တသိမှုကသူရဲ့ဆောင်းအောက်ကိုပုံမနဲ့ရှာပြီးလေးသားတရားကောင်းတဲ့အသွင်မြေကိုပေးခဲ့ပါတယ်။နှစ်ချောအပြင်တင်းနှခန်းကိုတင်းတင်းဆေးထားခြင်းဖြင့် တင်ရလူတွေကိုထိန်းချုပ်နိုင်မဲ့စွမ်းအရှိသူဖြစ်လာပါလိမ့်မယ်။ဒကာများကြီးပြောရင်တင်လည်သားမရနိုင်တဲ့အမားတွေကိုဖန်တီးမိပါလိမ့်မယ်။တင်ရစကားလုံးတိုင်းဟာရှာဝါပြီးတံပိုးကြီးတဲ့ကျောင်းမြေနန္ဒာလိုဖြစ်ပါသေး။ဒီနီဦးတွေလေးရဲ့ရှင်းလင်းချက်ကိုမိတ်ဆွေတို့နားလည်မယ်လို့ထင်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ကျွန်တော်တို့စွမ်းအားပန်ဆိုင်မှုဆိုင်ရာနီဦးတွေ48ချက်ထက်ကအရေးကြီးဆုံးနီဦးတွေဖြစ်တဲ့နီဦးတွေ၅ကိုဆက်လက်ရှင်းပြဆွေးနွေးပါမယ်ခင်ဗျာ။နီဦးတွေကဂုံသိကပေါ်အများကြီးမူတည်ပါသေး။အဲ့ဒါကိုအသိအသက်လို့ကာကွယ်ပါ။အရေးပဲနဲ့ဆိုလို့ရင် ဒီနည်းဥပဒေကတော့စွမ်းအားကိုရောက်ထင်းတဲ့ရမှာအသွင်ပြင်ရဲ့တန်ဖိုးကိုအလေးပေးထားပါတင်ဘလူလူဆိုတာတဲ့လူတကာအသင်းကိုဘယ်လိုမြင်လဲဆိုတာပိုအရေးကြီးပါတယ်တင်းရဲ့ဂုံတဲ့ခါလူတွေအသင်းကိုဘယ်လောက်ထိဒေတာကြောင့်ဝင်ပြီးယုံကြည်တယ်ဆိုတာဆုံးဖြတ်ပေးပါတယ်အဓိကအနှစ်သာရဂုံတဲ့ခါကောင်တို့ကအသင်းကိုစစ်ပွဲမတိုက်ရပဲအောင်မြင်မှုတွေရသိနိုင်ပါတယ်တင်းဂုံတဲ့ခါပြိုလဲသွားပါကတင်းစွာအားလုံးပြိုလဲသွားပါလိမ့်မယ်ဒါကြောင့်တင်းဂုံတဲ့ရင်ကိုအသက်လိုထိန်းသိမ်းပါဘာကြောင့်ဂုံတဲ့ခါအရေးကြီးတာလဲ အကာအကွယ်ပေးနိုင်ခြင်းဂွန်သိခါကောင်းမွန်ခြင်းဟာတင်းကိုရန်သူတွေရဲ့တိုက်ခိုက်မှုတွေနဲ့ကောလာဟာလာတွေကနေကောက်ွယ်ပေးနိုင်တဲ့တန်ချက်ကတစ်ခုဖြစ်ပါတယ်လူတွေကအသိကုန်သိခါကိုယုံကြည်နေရင်ပြန်ပဲရဆွဆွဲချက်ကိုလော်လော်ကူကူလက်ခံမှာမဟုတ်ပါဘူးလွှမ်းမှုမှုဖန်တီးခြင်းတင်ဟာတရားမျှတသူကျွမ်းကျင်သူသို့မဟုတ်ကျောင်းမဘွယ်ကောင်းသူစသဖြင့်ဂုဏ်သိန်းတစ်ခုကိုတိစောက်ထားပါကလူတွေအသိကုန်အမိန်ပေးတရားမလိုပဲနာခံလာပါလိမ့်မယ်အကွဲရှောင်ရှားခြင်းတင်းရဲ့ဂုဏ်သတင်းကခိုင်မာနေရန်သူတွေအသိကုန်တိုက်ခိုက်ဖို့တတ်ရမရှိတော့ပဲရှောင်ရှားသွားပါလိမ့်မယ်ဘယ်လိုလုံးထောင်းတင်းတယ်လဲ အသုံးချနေဂွန်သတင်းကိုဥတော်တိဆောက်ပါစာအုပ်ကိုစတင်ယူတဲ့အခါသင်ရဲ့ပထမဆုံးလှုပ်ရှားမှုဟာဂွန်သိကကောင်တစ်ခုကိုတိဆောက်ဖို့ဖြစ်ရပါမယ်ရိုးသားမှုရရောမှုသို့မဟုတ်ကြောင်းကျင်မှုစတဲ့အပြုသဘောဆောင်တဲ့ဂုံမုတ်တစ်ခုကိုရွေးချယ်ပြီးအဲ့ဒါကိုအမြဲတမ်းပြတာပါရန်သူရဲ့ဂွန်သတင်းကိုတိုက်ခိုက်ပါတင်ကိုနိုင်စာမသုံးပဲရန်သူရဲ့ဂွန်သိကကိုဖြိုချလိုက်ပါသူရဲ့ဂွန်သတင်းကြာသိမ်းသွားတဲ့အခါသူတို့ဟာအားနေသွားပြီးတင်ကိုတိုက်ခိုက်ဖို့မလိုတော့ပါဘူးပြန်မဲ့ဤအာဏာချုပ်ကိုအုံချပါပြန်မဲ့ဤအာဏာချုပ်ကိုအုံချပါ ရံမက်ကတိဆောက်ထားတဲ့ဂုံတိတ်ကဥမာရိုးသားသည်နဲ့စမ်းကျင်ဘက်ဖြစ်တဲ့အမားတစ်ခုကိုလုံးမိရင်အဲ့ဒီအမားကိုလူအများမြင်အောင်ဖော်ထုတ်ပြတာပါ။တမန်ဝင်ဥပမာအနေနဲ့တေကောင်းဆောင်မော်စီတုံးဟာဒီနီဥပဒေကိုနားလည်ခဲ့သူဖြစ်ပါတယ်။သူကသူ့ရဲ့ community party အစောပိုင်းမှာကိုယ့်ကိုရိုးသားတဲ့တောင်သူတွေတမားတို့ရဲ့ခေါင်းဆောင်အဖြစ်ပုံပေါ်ခဲ့ပါတယ်။သူ့ရဲ့ရိုးရှင်းတဲ့အဝယ်စားတွေတောင်သူတွေနဲ့ယဉ်နီးတဲ့ဆက်ဆံရေးတွေဟာသူ့ရဲ့ဂုံတိတ်ခါကိုတိဆောက်ခဲ့ပါတယ်။သူ့ရဲ့ဂုံတိတ်ခါကအလွန်ခိုင်မာလာတဲ့အခါလူတွေရဲ့အခိုင်အမာထောက်ခံမှုကိုရရှိခဲ့ပြီးပြည်ထဲမှာစစ်တပ်နဲ့အင်အားချင်းမှမျှတာတဲ့ တံမြန်တိုက်ခိုက်မှုတွေကိုကြံ့ကြံ့ခံနိုင်ခဲ့ပါတယ်အခုလူတွေကတောင်သူလက်သမားဘဝရဲ့ကိုစားပြုအဖြစ်မြင်နေသေး၍ခရီးကြီးမတဲ့အမျိုးသားရေးပါတီ KMD ကသူ့ကိုအနိုင်ယူနိုင်ဖို့အင်မတန်ခက်ခဲခဲ့ပါတယ်အနည်းချုပ်အားဖြင့်ဂွန်သိခါတီသွားကြီးအရင်မြင်ဖြစ်ပါတယ်ဂွန်သိခါတီဒီချိန်လုံးဒီဆောင်နေရပြီးကာဝန်နေရတဲ့အရာဖြစ်ပါတယ်တင်းရဲ့ဘုံရေးကိုအမြဲတမ်းချွင်းချက်မရှိကာဝယ်ပါဘာကြောင့်လဲဆိုတော့တင်းရဲ့ဂုံသိခါငိုရန်ရဲ့တဝဲဖြစ်လို့ပဲဖြစ်ပါတယ်ဒီနည်းဥရင်ငါရဲ့ရှင်းလင်းချက်ကိုမိတ်ဆွေတို့နားလည်မယ်လို့ထင်ပါ